လူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တူးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်မဟုတ်ဘူး။တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တူးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး။တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူး။ တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်။ဆိုပါစို့သာသမီတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်။သာသမီချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားသေချာဆန်းစစ်ကြည့်။အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့။ဒါဖြင့်အဲ့ဒီသာသမီကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင် ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာတယ်အာကိုနေတယ်ယုံကြည်နေတယ်ငါသက်ကြီးရင်ငါသားလေးကငါဆောင်းရှောင်းမှာပဲငါသမီးကငါဆောင်းရှောင်းမှာပဲနဲ့ဟောအာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့တင်အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြနော်အိမ်ကနေနှင်ချပြီးအမွေပြတ်ကြော်ညာရတယ်မဟုတ်လား အဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာအာဟုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တယ်ဆိုရင်ကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတဲ့ဇနီးမောင်နှံတွေ ဒိုက်ဗော့စ်လောက်ကြတယ်၊ကွာချင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမ တကယ်အနစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်ထားလောက်တခြားကိုကိုကိုအချင်းနဲ့တူတဲ့အချက်ဆိုမရှိဘူးလို့ဒီလိုပြောတာဒါတကယ်ကိုအစစ်အမှန်ဟောအေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ် မေတ္တာချက်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချက်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်ဘာဖြစ်လို့လို့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးကိုယ့်တစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟော မကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေတတ်တယ်ကိုယ့်အတွက်မဖြစ်ထားတဲ့တပြိုင်တည်းခွဲကြရတော့အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့တောကဆိုတာရောက်လာ ိုးရိမ်တာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ကမှဒါတွေလုံးဝမရှိဘူးအေးချမ်းတယ်တည်ငြိမ်တယ်ဆိုတာဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအောင်အဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်